ောင်မလေးအလျားခုန်နေတော့မှတရုတ်တရေကသူ့ကိုပွေဖက်ပြီးအရှိန်နဲ့ခေါ်သွားတာကပတ်ဆန်ကျင်တောင်လွယ်လွယ်လေးချိုးနိုင်ခဲ့တယ်သူ့ပြန်ဖက်အလဲကြထောင်တရုတ်တရေကအရှိန်ကနေပိတ်ခဲ့လိုက်လို့ဝင်တိုက်မိသွားရောကောင်မလေးခင်ဗျာလည်းနားမလည်နိုင်အောင်ချင်းနေတာပေါ့နောက်ပြန်ခွေးကအမြင့်ခုန်ပြန်ဘက်ကတန်းကိုကြောနိုင်ခဲ့ပြီးမှတရုတ်တရေကတန်းကိုခိုးရွှေလိုက်တယ်ဒိုင်းကရှုံးတယ်လို့ဆုံးချက်လိုက်ပြီးပြန်ဘက်ကရှင်းပြပြီးမှဘာမှမထူပါဘူးကောင်မလေးအလဲကြတော့တရုတ်တရေကဖို့ကိုမပင့်တင်ပြလိုက်လို့အမြင့်ခုန်ကိုအောင်းမြင်သွားတယ်တလုံးတိုင်ခုန်ခွဲကြတော့လေတရုတ်တရေကအတိုင်းကိုခုထိန်ပြလို့သူအစဉ်ပြေသွားပြန်ရော ပြိုင်ဘက်အလက်ကြတော့တိုင်ကိုချိုးလိုက်လို့ရှုံးပြန်တယ်။ပြိုင်ဘက်ကတော့အရင်ကထပိုးပြီးကြောင်တောင်ဖြစ်နေပြီ။နောက်ဆုံး lesson game ပြပွဲမှာတရုတ်တရက်ကပြိုင်ဘက်အာယုံလွင့်အောင်လုပ်လိုက်လို့နောက်ချက်ပြီးမှထွက်ရတယ်။ဒါပေမဲ့သူကချက်ချင်းပြန်လိုက်နိုင်တယ်။အဲဒီမှာတရုတ်တရက်ကပရိသတ်စီကအချိုးရီပလင်းယူပြီး lesson game တုတ်တန်းနဲ့ခိုးလှည့်လိုက်တယ်။ဒိုင်းကတည်သွားပြီးပြန်လဲခိုက်လိုက်တယ်။မကြခင်မှာမဲပြိုင်ဘက်ကကောင်မလေးကိုတတ်ကြုတ်တက်လိုက်တယ်။ပန်းဝင်ခါနီးလေးမှာတရုတ်တရက်ကသူ့ကိုပန်းဝင်မြင်းမထီကလေးမှာဆွဲတက်လိုက်ပြန်တယ်။ဒီမြင်ကွင်းကိုကြည့်ပြီးဒိုင်းလူကြီးတောင်မျက်လုံးဖြူပြီးအာအာတင်သွားတာပေါ့။ ကောင်မလေးကပန်းဝင်ခါနီးမှာခြောက်လဲသွားသေးတယ်။တရုတ်တရဲရဲ့တင်းတွန်းဖို့မှုကြောင့်နောက်ဆုံးတော့ပန်းဝင်သွားတာ။နောက်ဆုံးတော့ကောင်မလေးကသူ့အစီချင်းနဲ့ပဲနိုင်တလို့လို့နဲ့ပထမဆုကိုရသွားတယ်။ပြန်ဘက်ကတော့လုံးဝစိတ်သက်ကြပြီးဒီနေ့တော့တကယ့်ကိုကန်ဆူးမုံမောင်ကြတာပဲလို့ခန်းစားလိုက်ရတယ်။ဒီလိုနဲ့ကောင်မလေးကလောလောကူကူမဲ့ချန်ပီယံဖြစ်သွားပါတယ်ဗျာ။